လာမယ့်2019မှာပြည်စည်းမဲ့အရာဝတိုင်းဒေသကြီးမြောင်တုံးမြို့နယ်ဒဇင်ရေကျော်ကြီးရွာကတံပိုးနဲ့အရာစီမံကိန်းကိုအ мян ဆုံးအကောင့်ထဲဖော်စီခြင်းတယ်လို့ဒေသခံပြည်သူကပြောကြပါတယ်။ခိုင်ပန်းတို့ရဲ့သတင်းမှယူဆပါခင်ဗျာ။တလကို7300နဲ့230ပေးသွင်းရမယ်တံပိုးနဲ့အရာစီမံကိန်းကိုပထမဆုံးအနေနဲ့ ARD တိုင်းဒေသကြီးမြောင်တုံးမြို့နယ်ဒဇင်ရေကျော်ကြီးရွာရင်းနဲ့ကွင်းမှာစတင်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့လည်းတာမန်အိမ်တွေကနေတိုက်ခန်းတဲ့နေရာမှာဆိုတော့အမြန်ဆုံးနေခြင်းနဲ့လို့ပြောပါတယ်ပြည်သူတွေကအမြန်ဆုံးဖြစ်စေချင်ကြပါတယ်အဲဒီတော့တံမိုးတဲ့အိမ်ကလည်းဖြစ်တာနဲ့အညီတဲဘော်ကနေတိုက်ပေါ်မှာနေရမှာတကြောင်ပေါ့ဒီကျွန်တော်တို့ရွာကြီးရဲ့ဒီလမ်းဖြွင့်ပြိုးသွားမယ်ဆိုတော့အကုန်လုံးစီးဝါးရေရောလူမှုရေရောဖြွင့်ပြိုးမဲ့အတွက်အမြန်ဆုံးပြည်သူလူထုတွေကအကောင့်ထဲပေါ်စီခြင်းပါတယ်ပြည်သူလူတွေဝမ်းပန်းတတ်တာနဲ့ကြိုးစားရတယ်အဲကျွန်တော်တို့ပြည်သူတွေကတော့မှဟို ်လောက်တာနည်းနည်းကြာနေမလားဆိုပြီးတော့မလာကြသေးဘူးလားမလောက်ကြသေးဘူးလားဆိုပြီးအဲ့လိုမေးမေးနေကြပါတယ်ဟုတ်ဒီလူတွေကအများအများဆုံးဖြစ်ပေါ်လာဖို့မျှော်လင့်နေကြပါတယ်တစင်ကြီးကျော်ကြီးယောဂပြည်သူတွေကလှိုင်းသားရမှာတွားရောက်အလုလုကင်နေကြတာများပါတယ်တွားလာရတဲ့အခက်ခဲတွေကြောင့်လှိုင်းသားရမှာအိမ်ကနေထိုင်ကြရတာပါမိသားစုတို့ရောက်နေထိုင်ရမှာအင်္ဂါကတွေမြင့်တက်တာကြောင့်နေထိုင်စိတ်ပူပြီးကုန်ကြနေပါတယ်။ဒါကြောင့်အခုတည်ဆောက်မဲ့တင်မွန်းတဲ့အင်အားစီမံကိန်းကိုအမြဲဆုံးအကောင့်ထဲပေါ်စီခြင်းလို့ဒေသခံတွေကပြောပါတယ်။ အဲကျွန်တော်တို့ကြည့်ရမှာကနေရေးဆိုင်ရာတချို့ဆိုလို့ရှိရင် credit အိမ်မိုင်မရှိတဲ့လူတွေရှိတယ်ကိုယ့်ဘောက်ကိုဆောက်ပြီးနေမယ်ဆိုလို့ရှိရင်ငွေ၄၅သိန်းအနည်းဆုံးကုန်မယ်ဒါပေမဲ့ဒီမှာကျတော့တစ်လမှာ3000လုံးနဲ့တိုက်နေနေရမယ်လေလုံမိုးလုံးနဲ့နေရမယ်ဆိုတော့ဒါကျွန်တော်တို့ကြည့်ရကအရန်နေပါတဲ့လူတွေတော့ကတော့အရန်ဝမ်းသာစရာဖြစ်တာပေါ့တလ3000ဆိုတော့ဒီနေ့1000လောက်သွားကြတာပေါ့သူတို့ရဲ့ဒီနေ့ဝင်ငွေကတော့ဒီမှာကတော့အောက်အောက်ထစ်ပေါ့နော်အောက်ထစ်ကဒီနေ့9000ရှိတယ် ိမ်တော်ဦးစီးတယောက်ထွက်ရှာမယ်ဆို9000ရှိတယ်နှစ်ယောက်ထွက်ရှာတော့1000ရတယ်အဲ့ဒါလည်းနေ့တိုင်းမရဘူးအလုံးရှိတဲ့အခါမှရလာဆိုတော့လေဟိုဘလို့ခေါ်မလဲဆိုတော့တော်တော်လေးကိုစီးစနစ်ကြကြနဲ့စုနိုင်တော့သူတို့သူတို့နေကျင်တယ်ပိုင်ကျင်တယ်ဆိုရင်တော့စီးစနစ်ကြကြနဲ့စုရပါတယ်ငွေရအရန်တအားရှားတာတော့မဟုတ်ဘူးရှာရင်ရလောက်တယ်ဒီမှာလေဒီတင်မွန်းနဲ့အင်အားစီမံကိန်းကိုပထမဆုံးအနေနဲ့ ERI တိုင်းမှာစတင်ကောင်းတဲ့ဖော်ဆောင်သွားမှာဖြစ်ပြီးအခုနှစ်ဇူလိုင်လမှာတိုက်ခန်းတွေကိုစတင်ရောင်းချပေးသွားမှာပါ နောက်ပိုင်းမှာတော့ရန်ကုန်မြို့မှာပါအကောင့်ထဲပေါ်တိစောက်သွားမယ်လို့စီမံကိန်းအကောင့်ထဲပေါ်သူကပြောပါတယ်ဒီစီမံကိန်းကိုညောင်တိုးမြို့နယ်ကဒေသခံတွေအပြင်အခြား AR တိုင်းအတွင်းကမြို့နယ်တွေကပါစိတ်ဝင်စားမှုရှိလာပါတယ်ကျမခိုင်ပန်းသူပါ